ဟောင်ကောင်မှာအထက်မြင့်အဆောက်အုံတွေမိလာမှုကြောင့်တင်ဆုံးသူ146ဦးထက်မနည်းရှိလာခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ30ရက်ကဝန်ထဲချင်းအထိမ်းအမှတ်အတွက်လူပေါင်းထောင်ချီစုဝေးခဲ့ကြပါသေးတယ်။နိုဝင်ဘာ26ရက်နေ့လည်ခင်းအချိန်ကတိုက်ပိုဒေသမှာရှိတဲ့ဝမ်ဖန်ကောက်အင်ယာမှာရှိတဲ့အထက်မြင့်အဆောက်အုံ၈လုံး အလျင်အမြန်60လောင်ကျွမ်းခဲ့တာပါ။နိုင်ပေါင်း60ကြော်ကြာလောင်ကျွမ်းခဲ့ပြီးတဲ့နောက်နိုဝင်ဘာ28ရက်ဒေသစံတော်ချိန်မနက်10:18မိနစ်မှာကြဲကြဲပြန့်ပြန့်မီးငိမ့်တက်နိုင်ခဲ့တယ်လို့မိသက်ဌာနကပြောကြားခဲ့ပြီးမီးငိမ့်တက်မှုပြီးဆုံးကြောင်းကြေညာခဲ့ပါတယ်။ရဲတပ်ဖွဲ့နဲ့ဟောင်ကောင်အကျဉ်းပြတ်ခြားဆောင်မှုစောင့်ကြည့်ရေးအဖွဲ့က မေးလောက်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းပုံမတော်ဝင်ခံမှုရှိစေဖို့နဲ့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တောင်းဆိုတဲ့အသနာခံစားတစားကိုအလင်းမြန်ရပ်တန့်ခဲ့ပြီးအသနာခံစားတင်သွင်းသူတအုပ်ကိုပုံကံမှုလုံဆောင်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။နိုဝင်ဘာ30ရက်ကအနေရဝန်းဆောင်တွေနဲ့ပန်းစည်းတွေကန်ဆောင်ထားတဲ့လူပေါင်းထောင်ချီဟာမိလောက်မှုဖြစ်ပွားတဲ့အင်ယာဝင်းဘေးမှာရှိတဲ့ပန်းချန်ကလေးတစ်ခုမှစူပေးပြီးဝန်ထမ်းချင်းအထိမ်မှပြုလုပ်ခဲ့ကြပါတယ်။